မိတ်ဆွေများလို့မိင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာတော့ကြောက်စိမ်းမှာမီတိုပေါက်ကောင်းတိုင်းကြောက်သားကောင်းတာမဟုတ်ဘူးဆိုတာကိုကျွန်တော်ရှင်းပြပေးချင်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြောက်စိမ်းမှာတချို့ကြောက်တွေဒီလုံးစွတ်တွေမှာမီတိုပေါက်ဓာတ်ကောင်းတာတွေရှိပါတယ်။မီတိုပေါက်ကြီးတွေဒီလိုမျိုးအကျယ်ကြီးပေါ့နော်အဲ့လိုအရန်ကောင်းတာတွေရှိပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုကြောက်တွေဒီကြောက်မျိုးနုနေရင်ဖြစ်လိုက်တဲ့အခါမှာလေအတွင်းထဲမှာကြောက်မျိုးနုမယ်မီတိုပေါက်ကတော့ ကောင်းမယ်မီလီယံကျယ်မယ်ဒီလိုမျိုးအဝေးဝိုင်းကျကျယ်လေးနဲ့မီလီယံတွေရှိမယ်သို့ပေမဲ့လည်းသူတို့ကကြောင်မျိုးလူနေတဲ့အတွက်ကြောင့်မလို့မီလီယံကောင်းလေကျွန်တော်တို့ဒီဘက်အကြောင်းဝယ်ပြန်လုပ်တဲ့နေရာမှာအျောတယ်ပြန်ထုတ်မဲ့နေရာမှာကျွန်တော်အဆင်မပြေပါဘူးကြောင်မျိုးလူနေတဲ့ကြောင့်ဒီကျွန်တော်အရင်ပြောခဲ့သလိုပဲပူတိုင်းမှုအာတံမခံနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်ကအျောတယ်လုပ်တဲ့နေရာမှာလည်းဒါတွေကမဲ့အယောင်တင်နိုင်ဖို့အတွက်လည်းကြာရှည်ပူတိုင်းမှုတောင်မခံနိုင်တဲ့အတွက်ကြောင့်မလို့ဈေးကွက်မှာလည်းဈေးကွက်အဖြစ်အကြောင်းဝယ်နေရာမှာ ဈေးကွက်နည်းနိုင်တယ်ပါလေဈေးရတာနည်းနိုင်ပါလေဒါကြောင့်မလို့ကျွန်တော်တို့ကဒီကြောက်စိမ့်မှာလုံးစုဖြစ်တဲ့ဖြတ်သားဖြစ်သည်မီးထိုးပေါက်ကောင်းတိုင်းကြောက်သားကောင်းတယ်လို့သွားပြီးတတ်မှတ်ထားလို့မရပါဘူးအဲကြောင့်ကျွန်တော်တို့ကအချိန်ကသဘောတရားဖြစ်ဘာလို့တတ်မှတ်ထားရမလဲဆိုရင်ကျွန်တော်တို့ကမီးထိုးပေါက်ကောင်းတာဒီသူ့ဘာသူအခွန်ပါလို့မီးထိုးပေါက်ကောင်းတာလည်းဖြစ်နိုင်တယ်ရေကုန်တွေဘာတွေမလို့မီးထိုးပေါက်ကောင်းတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်စေတာကြောထားလို့မီးထိုးပေါက်ကောင်းတာလည်းဖြစ်နိုင်တယ်အဲကြောင့်ကျွန်တော်တို့ကမီးထိုးပေါက် အပြင်အကျင်းပြီးမီးရိုးပေါက်ကောင်းတာနဲ့တဲ့အတွင်းထဲမှာဟာဒါတော့ကြောက်တာကောင်းမလို့သွားပြီးတတ်မှတ်လို့မရပါဘူး။အဲဒါမိတိလူမှတ်ထားမှသည်မီးရိုးပေါက်ကောင်းတယ်ကြောက်တာကောင်းတာမဟုတ်ပါဘူး။ကြောက်တာကောင်းမှုအတွက်ဒီသူ့ရဲ့အခွင့်အကြောင်းမျိုးလိုပါတယ်။ပြီးရင်နောက်ချက်ကလည်းဒီကြောက်ရဲ့တန်ရှင်းမှုတွေရမ်းရဲ့တန်ရှင်းမှုတွေဒါရေးလိုပါတယ်။အဲဒီတော့ဒီမိတ်ဆွေတို့အနေနဲ့တတ်မှတ်ထားမှသည်မီးရိုးပေါက်ဒီအခွင့်ရဲ့သဘောတရားနဲ့ပဲသက်ဆိုင်ပြီးတော့လင်းလာပဲရှိပါမယ်။ဘာကြောင့်လဲဆိုရင်ဥပမာအခွင့်ကြက်ရင်မီးရိုးပေါက်ပိတ်မယ်။ အခွန်ကပါတယ်အခွန်ကဟိုပါတဲ့အပြင်ကိုကိုကလည်းစေးထားသေးတယ်အဲ့ဒါမျိုးဆိုရင်မီးထိုးပေါက်အားကောင်းနိုင်မှုတွေလည်းရှိနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကမီးထိုးပေါက်အားကောင်းတယ်ဆိုပြီးတော့ကြောက်သားကောင်းတယ်လို့တွားပြီးသတ်မှတ်ထားလို့မရပါဘူးပုံတည်ကြီးဒါကအခြေခံသဘောတရားအရသာမိတ်ဆွေတို့ဟိုမှန်ကောင်းမှန်မှန်နေလိုက်ပါမယ်အဲ့ဒီလိုသဘောတရားသွားသတ်မှတ်လို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ကကြောက်တိုင်းကြောက်တိုင်းမှာတော့အကြောင်းဝယ်ကောင်းတဲ့ကြောက်တွေဈေးကွက်မှာဈေးရတဲ့ကြောက်တွေကတော့မီးထိုးပေါက်ကောင်းရပါမယ်မီးထိုးပေါက်ကောင်းတယ်ဆိုရလဲ တို့ဒီကြောက်သားဆန်းတဲ့ကြောက်ဒီမှာမီးရူပေါက်ခေါင်းတာတို့ဘော်ဒီမှာမီးရူပေါက်ခေါင်းတာတို့ဒီသဘောတရားတွေကိုမိတ်ဆွေတို့နည်းနည်းရှင်းရှင်းလေးလေးလာလိုက်ကြည့်စီရင်ကြောင်မျိုးနူးတဲ့ကြောက်ဒီမှာမီးရူပေါက်ခေါင်းတာနဲ့ရှင်းကြည့်ခြင်းအပြင်မိတ်ဆွေတို့ပို့ပြီးတော့သိရှိနားလည်လာပါလိမ့်မယ်။အားကြောင့်မလို့မိတ်ဆွေတို့ကဒီမီးရူပေါက်ဒီကိုမြင်တာနဲ့တခါလေးတန်းပြီးတော့ကြောက်သားကောင်းမယ်လို့မတတ်မှတ်ကြပါနဲ့။ကျွန်တော်အဲ့ဒါလေးကိုအကြံဉာဏ်ပေးချင်ပါတယ်။နောက်မီးရူပေါက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ဗီဒီယိုမှာဆက်ပြီးတင်ပြပါမယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။